တင်ဟာဘဝရဲ့ကြီးမားတဲ့အရာတွေနဲ့ထိုက်တန်တယ်ဆိုတာကိုပါအားလုံးပဲမင်္ဂလာပါရှင် Sans Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမဒီနေ့မျှဝေပေးချင်တာကတော့ Vegan Your Best Self in 2026 2026မှာ ပို့ပြီးတော့ကောင်းမွန်တဲ့ကိုယ်ဖြစ်လာစေဖို့ဘာတွေလုပ်ရမလဲလူတိုင်းကနှစ်သက်မှာပိုကောင်းမွန်တဲ့တိုးတက်မှုတွေရကြတယ်ကိုကုတ်ကူလည်းပိုတိုးတက်ခြင်းနဲ့နှစ်ဟောင်းထက်ပိုသားတဲ့အောင်မြင်မှုတွေရကြတယ်ကိုနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးတွေပဲဖြစ်လာဖို့မျှော်လင့်ကြပါတယ်ဒါပေမဲ့သင်ဟာစိတ်ကူးရင်နေတော့မယ်နှစ်ဟောင်းကအကျင့်စုတွေကိုလည်းဘာမှပြုပြင်ပြောင်းလဲတာမရှိဘူး TikTok, Facebook, Instagram, YouTube တို့ပေါ်ကကိုယ့်အတွက်အကျိုးမရှိရာတွေကိုပဲ အချိန်ကုန်ခံကြည့်နေတော့မယ်။အဲ့ဒီလိုဆိုလို့ရှိရင်တော့သင်က2026မှာသင်ရဲ့ best version ရဖို့ဝင်နေပါအောင်မယ်။ Social media ပေါ်က သူတွေကိုကြည့်ပြီးငါသူ့လိုအောင်မြင်ခြင်းနဲ့လှခြင်းနဲ့ငါသူ့လိုလူမျိုးဖြစ်ရမယ်။ငါဖြစ်စင်တာဒါမျိုးပဲစသဖြင့်ပြောနေပေမဲ့လည်းတကယ်တော့ အဲ့ဒါတွေကကိုယ့်ရဲ့ best version better self မဟုတ်ပါဘူးအဲ့ဒါဆိုရင်ကိုယ့်ရဲ့ higher version ကဘာလဲကိုယ့်ရဲ့ higher version ကကိုကိုယ်တိုင်းပါပဲကိုယ့်ရဲ့ higher version ကကိုကိုကိုသိဖို့ကိုအကြောင်းကို ပို့သိဖို့ပါပဲ2026မှာ ပိုကောင်းတဲ့ကိုဖြစ်ချင်နေဆိုရင်ရလက်ကောင်းလေးရချင်နေဆိုရင်အခု ကုကုကုပြန်ကြည့်ပါကုကုကုပြန်တုံ့တက်ကြည့်ပါ ငါဘာလို့စတက်ဖြစ်နေတာလဲငါဘာလို့မတိုးတက်လာပဲရက်တက်နေတာလဲကိုပဝင်ခြင်းအားလူအများစုကလည်းသူတို့ပုံမှန်ကျင်လည်နေကြရဝင်မှာပဲပုံမှန်အတိုင်းဆက်ပြီးရကျင်လည်နေကြတယ်။ကိုကလည်းသူတို့လိုပဲကိုနေစဉ်လေပတ်နေကြပုံစံအတိုင်းပဲဧည့်တွေကမထွက်နိုင်ပဲနေနေတတ်တယ်။သင်ဟာသင်ပဝင်ခြင်းမှာအဲ့ဒီစကဲတွေကထွက်လာတဲ့သူဖြစ်ဖို့လိုတယ်။ တက်မိသားစုတွေမှာလည်းအဲ့ဒီ cycle တွေကထွက်လာတဲ့ပထမဆုံးသူ ဖြစ်လာဖို့လိုပါတယ်။သင်ရတော့တွေးနိုင်တယ်။သူများကြီးလည်းဒီလိုပဲကျင့်လည်နေရပဲ။ငါ့အထာကိုဘလို့ဖောက်ထွက်အောင်မအောင်ဘလို့လုံးဝမှလည်းမသိဘူးစသဖြင့်။အဲ့လိုဖြစ်တာကကိုကကိုရဲ့အိမ်မက်တွေကိုသာ တွေးမိနေပြီ။ဘလို့လောကမှာလဲဘလို့လုံးတင်တယ်ဆိုတဲ့ action တွေကို မတွေးမိမစင်းစားမိလို့ပါ ကိုပတ်ဝန်းကျင်ကလူတွေလိုပဲကိုလည်းနေစဉ်ပုံမှန်အတိုင်းအလုပ်သွားတယ်အလုပ်ပြန်တယ်အိတ်တယ်နောက်တစ်နေ့ပြန်ထားတယ်ပြန်သွားတယ်စသဖြင့်ကိုယ်အတွက်တက်တောက်တက်တာရှိပြီးသား comfort zone ထဲမှာပဲ lifestyle ထဲမှာပဲနေစဉ်ကျန်လည်နေပြီးတော့အဆင်ပြေနေတယ်ထင်ရပေမဲ့တကယ်တော့ကိုယ့်ရဲ့မသိစိတ်ထဲမှာကိုယ့်ရဲ့ soul ထဲမှာကိုယ့်ရဲ့ inner mind ထဲမှာတော့အဆင်မပြေဘဲနဲ့ drain ဖြစ်နေတတ်ပါတယ် ကိုယ့်ရဲ့ soul level ကတော့နှိမ့်စင်နေတတ်ပါတယ်။ဘာလို့လဲဆိုရင်တင့်ရဲ့မတိစိတ်ကတည်နေပါတယ်။တင်ဟာဘဝရဲ့ကြီးမားတဲ့အရာတွေနဲ့ထိုက်တန်နေဆိုတာ ਉਹ ပါ။ကျမကဒီလိုတွေပြောနေလဲဆိုလို့ရှိရင်တင်တို့ကတော့ထင်နေမယ်။ငါကဘာကြောင့် challenge တွေယူရမှာလဲ risk တွေယူရမှာလဲ။ငါအလုံးမဖြစ်ပဲနဲ့ရှုံးနေသွားရင်ဘယ်လိုလုပ်မလဲမအောင်မြင်ရင်ဘယ်လိုလုပ်မလဲ ငါရဲ့ငွေကြေးတွေဥစ္စာတွေဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲငါအခုအဆင်ပြေနေတဲ့ဘဝလေးကဟန်ချက်ပြက်ပြီးတော့ဒုက္ခရောက်သွားရင်ဘယ်လိုလုပ်မလဲစသဖြင့်တွေးမိတတ်ကြပါတယ်ကို့ပတ်ဝန်းကျင်ကကို့ကိုမအောင်မြင်စေချင်တာတွေလည်းရှိနိုင်တယ်ကိုကလေသူများတွေကိုအားနာပြီးတော့ no လို့ပြောမထွက်နိုင်မဲနဲ့စိတ်မပါဘဲနဲ့ yes လို့လုပ်ရတာကြီးလည်းရှိနိုင်တယ် ကိုကကိုအတွက်ကိုမှ special မဖြစ်ဘူးဆိုရင် ကိုရဲ့အတွင်းတွေကကိုဖြစ်ချင်တဲ့ပုံစံအတိုင်းမပြောင်းလဲဘူးဆိုရင်သင်ကဘယ်တော့မှသင်ရဲ့ better self higher version ဖြစ်လာမှာ မဟုတ်ပါဘူးကုကုကအမှန်တကယ်ချစ်တက်လာမယ်ဆိုလို့ရှိရင်ကုကုကပို့ပြီးတည်လာမယ်။ကိုစတက်ဖြစ်နေတဲ့အခြေအနေတွေအမှုအကျင့်တွေပဝင်းကျင်တွေမိတ်ဆွေတွေကလည်းကိုက စပြီးရောဖယ်ခွာလာမယ်။ကိုအမှန်တကယ်လိုချင်တာကဘာလဲဆိုတာကိုသိလာတဲ့အတွက်ကုကုကု better self or better version ရဖို့အတွက်စပြီးရောလှုပ်ဆောင်လာပါလိမ့်မယ်။အဲ့ဒါဆိုရင်ကုကုကု better version ဖြစ်နိုင်စေတဲ့အရာတွေကိုစပြီးပြောကြအောင်။နံပါတ်တစ်ချက်ကုကုကုယူသားပါ။ ကုကုကုပြန်လဲတွေးရှိစေနိုင်မယ့်အရာတွေအားလုံးကိုခြာရည်ကြည့်ပါ ကိုယ့်ရဲ့ relationship မိသားစုမိတ်ဆွေအလုပ်စတာတွေနဲ့ပတ်သက်ပြီးတော့ကိုကိုအတားအဆီးဖြစ်နေစေတဲ့ယုံကြည်မှု limited belief တွေကိုခြာရည်ပါကိုကိုကိုမလိမ်မဲနဲ့အယူအဆအောင်ရေးပါပြန်ကိုကိုနောက်ပြန်ရောက်စေနိုင်တယ်ကိုကိုဆွဲချနေတယ်ပိတ်မိနေတဲ့အတွေးခေါ်တွေ ဒါဘာတွေဖြစ်မလဲဆိုတာကိုပြန်ပြီးရစမ်းစစ်ကြည့်ပါနံပါတ်1ဟောင်းနှံနေတဲ့ယုံကြည်မှုတွေကန့်သက်ချက်တွေကိုလွန်ပြစ်လိုက်ပါအဲ့လိုလွန်ပြစ်ဖို့အတွက်လိုရမှလေးတွေကစာရွက်ထဲမှာနံပါတ်1တဲ့ရဲ့အခုလက်ရှိ version ကဘယ်လိုမျိုးလဲအခု လက်ရှိရှိနေတဲ့တင်ကဘလူမျိုးလဲနံပါတ်1အခုကိုလက်ခံယုံကြည်ထားတဲ့အရာတွေကဘလာတွေလဲနံပါတ်3ကိုကိုကိုမကြိုက်တဲ့အချက်တွေကဘာလဲဆိုတာတွေကိုခြာရေးကြည့်ပါပြီးရင်နံပါတ်4တစ်ချက်ကိုကိုကိုပြောင်းလဲခြင်းတဲ့အရာတွေကဘာတွေဖြစ်မလဲ ဟုတ်ကဲ့အဲ့အလေးကို ပြန်ပြီးတော့ပြောပြပါမယ်၁ကိုယ့်ရဲ့အခုလက်ရှိကိုယ်ကဘယ်လိုမျိုးလဲ၂ကိုယ်အခုလက်ခံယုံကြည်ထားတဲ့အရာတွေကဘာတွေလဲ၃ကုကုကိုမကြိုက်တဲ့အချက်တွေကဘာတွေလဲနံပါတ်၄ကုကုကို ပြောင်းလဲခြင်းတဲ့အရာတွေကဘာတွေလဲအဲ့လိုရေးပြီးလို့ရှိရင် အခုကိုယ်နဲ့ကိုပြောင်းလဲခြင်းနဲ့ကို ကြားမှာနှိုင်းရှင်ကြည့်မိတဲ့အခါကုကုကုပို့ပြီးတော့ရှင်ရှင်လင်းလင်းသိကြပါလိမ့်မယ်။ဟာငါဒါတွေကိုအရင်တော့ဘာလို့မမြင်နိုင်ခဲ့တာလဲ။ဘာလို့မလုခဲ့ရပါလဲ။ဆိုပြီးရောဖြစ်လာတတ်ပါတယ်။လူတိုင်းလူတိုင်းဟာကိုယ့်ရဲ့ best version better version ကိုယ့်ရဲ့အကောင်းဆုံးကိုဖြစ်ဖို့ပြောင်းလဲဖို့အတွက်ထိုက်တန်ပါတယ်။နံပါတ်3 ိုယ့်ရဲ့ပတ္တန်တွေကိုချိန်ပေးပါအသုံးမဝင်တော့တဲ့အိုးပတ္တန်တွေကို new ပတ္တန်တွေနဲ့အစားထိုးပါ ကိုယ့်ကိုပို့ပြီးတော့ကောင်းမွန်စေတဲ့ version ဖြစ်စေမယ်အလေးအကျင့်ကောင်းတွေနဲ့ new ပတ္တန်တွေကိုတည်ဆောက်ပါဥပမာအဖြစ် လေ့ကျင့်ခန်းပုံမှန်လုပ်တာ ဖြစ်တယ်လို့စားနေရနေပြီးတော့ကြံမာရေးနဲ့ညင်ညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားပြီးတာဆိုရှယ်မီဒီယာတွေကို အချိန်အကန့်အသတ်မရှိ တုံးချင်တယ်လို့တုံးမိနေရာနေပြီးတော့ short ချပြီးတော့အတိုင်းတာနဲ့တုံးတာအဲ့လိုအလေးချင်းကောင်းတွေကိုပုံမှန်ပြန်လုပ်ပေးလာမယ်ဆိုလို့ရှိရင်အဲ့ဒါတွေက habit တစ်ခုဖြစ်လာပြီးတော့ကိုယ့်ရဲ့အုံနောက်ကအဲ့ဒီကိုယ့်ရဲ့နေစဉ်လှုပ်ဆောင်နေတဲ့အမြဲတမ်းလှုပ်ဆောင်လာတဲ့ကောင်းတဲ့အလေးချင်းတွေကိုမှတ်မိလာမယ်မှတ်မိလာပြီးတော့ကိုယ့်ကိုစင်ဆက်မပြတ်လုံးမိစေဖို့တတိပေးမယ်လှုပ်စော်တာမျိုးတွေလှုပ်လာပါလိမ့်မယ်နံပါတ်၄တစ်ချက် သေးငယ်တဲ့အောင်မြင်မှုတွေအတွက်လည်းအာမွဲခံပါသေးငယ်တဲ့အောင်မြင်မှုတွေအတွက်အာမွဲခံမှုကတကယ်တော့သိပ်ပြီးမလွယ်ကူပါဘူးဘာလို့လဲဆိုတော့တော်တော်များများက လုံးလေးလုံထားမရှိလို့ပါလူတော်တော်များများကကြီးမားတဲ့အောင်မြင်မှုတွေအတွက်ပဲအောင်ပွဲခံလေးရှိကြပေမဲ့သေးငယ်တဲ့အောင်မြင်မှုတွေအတွက်တော့အောင်ပွဲခံလေးမရှိကြပါဘူးအချိန်အများစုမှာ ကုကုကူသူများတွေနဲ့လိုက်နှိုင်းရှင်ပြီးတော့သူကတော့ယာဒူတိုးဝါရင်ငါကတော့မတိုးသေးဘူးသူကတော့ငါထက်ပိုချမ်းသာနေတယ်အောင်မြင်နေတယ်ငါကတော့ဘာမှမဟုတ်သေးဘူးစသဖြင့်ကုကုကူမကြည်နဲ့နေတဲ့အချိန်တွေကများနေတတ်ပါတယ်အဲ့ဒီကအဲ့ဒါကကောင်းတဲ့အလေးအကျင့်တစ်ခုတော့မဟုတ်ပါဘူး တကယ်လို့ကုကုကူဘာမှမဟုတ်ပါဘူးလို့ခံစားနေရတယ်ဆိုရင်နေ့စဉ်ကိုလုံနေတဲ့အရာလေးတွေကနေစပြီးကုကုကူခုံယူပါသူ့မှာအဖြစ်အိယာထားပြီးရခါငါငါအိယာကိုကောင်းကောင်းတည်တည်ချာချာသိမ့်နိုင်တယ်ငါဟင်းကောင်းကောင်းချက်နိုင်တယ်စသည်ဖြင့်ကုကုကူချီကျူးပါကုကုကူခုံယူပါအဲ့ဒီလိုလုပ်ပေးခြင်းကအုံနောက်ကကိုယ့်ရဲ့လှုပ်ရှားမှုအတွေကိုပို့ပြီးတော့ မှတ်မိသိရှိပြီးတော့ကိုဟာအရေးချင်းရှိသူ အောင်မြင်မှုတွေနဲ့ထိုက်တန်နေသူအပြည့်ပြောင်းလဲပြီးရောသတ်မှတ်ပေးလာပါလိမ့်မယ်။အဲ့ဒါဆိုလို့ရှိရင်ကုကုကိုငါကသိနေတယ်ဆိုတဲ့ခံစားချက်မျိုးမရှိရောပဲနဲ့ငါကလုံနိုင်နေငါကအောင်မြင်မှုတွေနဲ့ထိုက်တန်နေသူအပြည့်ကုကုကိုယုံကြည်မှုတွေတိုးလာမယ်ကုကုကိုအဲ့ဒီလိုပြောင်းလဲပြီးရောသတ်မှတ်လာပါလိမ့်မယ်။ အခုကနေစပြီးရောကိုလုံးလေးမရှိတဲ့အလေးအကျင့်ခောင်းလေးကိုစားလုပ်ကြည့်ပါ ကိုပုံမှန်လုံနေကြအရာတွေကထွက်ပြီးပြောင်းလဲမှုတွေကိုစပြီးရောလုပ်ကြည့်ပါအဲ့လိုလုံတဲ့နေရာမှာ အစပိုင်းမှာတော့ခတ်နိုင်ပေမယ့်နောက်ပိုင်းမှာလုံရတာက ပို့ပြီးရောတတ်တတ်တတ်တာရှိလာပါလိမ့်မယ်နောက်ပြီးလို့ရှိရင်ခြာရေးကြည့်ပါကိုကိုတတ်တတ်တတ်တာမရှိစေပေမယ့် ကိုလှုပ်ကြည့်ခြင်းနဲ့အရာတွေကိုခြာရေးကြည့်ပါကိုသိမ့်မကြိုက်လို့မဝေးဖြစ်တဲ့အရာတောက်တောက်တွေဝေးကြည့်ရမျိုးစကိတ်စည်းကြည့်ခြင်းပေမဲ့ကြောက်လို့မစည်းရဲလို့ကြိုးမှကြောက်လို့ထန်ရရမှကြောက်လို့မစည်းဖြစ်ခဲ့တာအခုကစပြီးရောစမ်းသက်ပြီးရောစည်းကြည့်ရမျိုး ရေကြောက်လို့ရေနဲ့ဝေဝေးနေဟာနေပြီးရောရေကူးကျွမ်းကျင်အောင်လှုပ်ကြည့်တာမျိုးတွေလှုပ်ကြည့်ပါအဲ့ဒီလိုလှုပ်ရင်ကနေတင်က ကိုယ်အတွက်စိမ့်ပြီးတော့တတောက်တတာမရှိတဲ့အရာတွေကိုလောက်ရတာကိုမချောက်တော့ဘဲနဲ့အသားကြလာပါလိမ့်မယ်အဲ့လိုကိုယ့်အတွက်တတောက်တတာမရှိတဲ့အရာတွေကိုလောက်ရတာကိုလည်းစိတ်ထဲမှာပူပင်နာမျိုးလည်းတိတ်ရှိတော့မှာမဟုတ်ပါဘူး။နမတ်၅တစ်ချက် energy vampire တွေကိုယ့်ရဲ့ energy တွေကိုကြာစီမဲ့သူတွေကိုဝေးဝေးရှာမှာ။ တကယ်လို့ကို့မိသားစုထဲမှာအဲ့လိုလူမျိုးရှိနေခင်မယ်ဆိုရင်သူတို့ ਨੇ လူတလောက်ပဲပြောဆိုဆက်ဆံပါသူတို့ ਨੇ ကိုကြဘောင်ဒရီထားပါအဲ့လို boundary စီးတစ်ခုထားခြင်းကသူတို့ကိုမလေးစားတာမဟုတ်ပါဘူးသူတို့ကိုလစ်လူရှူတာမဟုတ်ပါဘူးကုကုကို self let ထားတာပါနံပါတ်6ကိုရဲ့အကောင်းဆုံး version ကိုတတ်မှတ်ပေးပါ ိုယ့်ရဲ့ better version best self ကဘယ်လိုလူမျိုးလဲ तू ဘာတွေလုပ်နေမလဲ तू ဘယ်လိုဝတ်စားစင်ရနေမလဲ तू ဘယ်မှာနေနေမလဲ तू ကဘယ်လိုပုံစံရှိနေမလဲ तू ကဘယ်လို mindset တွေရှိနေမလဲစသဖြင့်ကိုယ့်ရဲ့အကောင်းဆုံး version ကိုတတ်မှတ်ပါ ကိုယ့်ရဲ့နေ့ရက်တိုင်းဟာပိုကောင်းတဲ့ကိုဖြစ်ဖို့လုံ့တင်တာမှန်သမျှလုပ်နေရပါမယ် လူတိုင်းကတော့ခက်ခဲတဲ့အရာတွေကိုလုပ်ကြတာကို မကြိုက်ပါဘူးသူတို့ကသူတို့ရဲ့ better version ရဖို့သူတို့ရဲ့ goal တွေဖြစ်မြောက်လာဖို့လုံသင်လုံထိုက်တာကိုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကြောင့်သင်ရဲ့အဖိုးတန်လာတဲ့အချိန်ဒီတက်ကြွတီကို မဖြုံးတီးပါနဲ့တော့သင်ကအရှုံးနေနဲ့လည်းမထိုက်တန်ပါဘူးဖြစ်တယ်လို့လေပတ်နေရတဲ့ဘဝကြီးနဲ့လည်းမထိုက်တန်ပါဘူးသင်က ကြီးမားတဲ့အရာတွေသင်လိုချင်တဲ့အရာတွေအောင်မြင်မှုတွေနဲ့တကယ်ကိုထိုက်တန်ပါတယ်အဲ့ဒါကိုသင်ကိုယ်သင်လည်းကောင်းကောင်းသိပါတယ်ဟုတ်ကဲ့ဒီနေ့မျှဝေပေးလိုက်တဲ့အရာလေးတွေကဘာအားတွေရလိုက်ပါတလေမိတ်ဆွေတို့ကတော့မျှဝေပေးရတဲ့ကဘယ်အချက်ကလေးတွေကိုကြိုက်နဲ့တပါတလေကိုယ့်ရဲ့ better version ရဖို့ best self ရဖို့ဘယ်လိုမျိုးတွေကလုပ်ဖြစ်ပါတလဲ better version better self နဲ့ပတ်သက်တဲ့အမြင်လေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်အားလုံးပဲမင်္ဂလာရှိသော နေ့လေးဖြစ်ကြပါစေရှင်ကိုစိတ်နှပြချမ်းမာချမ်းသာတော်မူကြပါစေရှင်